ကျောင်းဆရာမလို့တော့ပြင်လာရင်ကုလားများတက္ကသိုလ်ဝန်ထမ်းကျောင်းသားကျောင်းလူများအစားဝင်လို့ ਆ ပြီးခဲ့ကြတယ်။ရှမ်းရွာကလေးတို့ရမှာကျောင်းသူကျောင်းသားငယ်များကြီးကျမကျန်ခိုင်းပရိသတ်မြေမှာရှာန်တိုင်းပြည်ကျော်သွားတော့တရားစကားများလေးလာရှာဖို့ရည်ရင်ကျောင်းသားကျောင်းသူများအထူးစိတ်ဝင်စားကြသည်။တတိကျွန်တော်မှားပါသည်မိုက်ပါသည်။ ကျွန်တော်ဤမိုင်းမှမှုများကိုပြန်မမျိုးဝန်ခံရတော့ចောင်းသားနေចောင်းသားနေပြီသူလက်တွေနေချင်းပြီးចောင်းတဆောင်ဆောက်ကြသည်တိုင်းပြည်အတွက်စာချက်စူပေါင်းစာချက်နေသည်များတွင်၏ចောင်းသားမိဘဆရာအိမ်သားရောတွေ့ဆုံမှာចောင်းသားတို့သူတည့်ရွှေနေဆောင်ရသည်မမီပါသေး ကျွန်တော်တက္ကသိုလ်ကျောင်းသူကစကန်ရလောက်တော့ပါဘူးအဲ့ဒီတော့ဒေါန်ဆန်းစုကြည်လက်ထက်လေးအမျိုးသမီးစစ်မှုတန်းစီရင်ကျောင်းမှာလာကောက်တော့ကျွန်တော်အဲ့ဒီတော့စာမတင်ကျင်တာနဲ့တနက်ကင်မှာပါညာဆိုပြီးလုပ်ခဲ့သေးတယ်နောက်တော့ပေါင်တရားမပြည့်ကျွန်တော်အကုန်လုံးကဝိုင်းတကြတယ်မပါဖြစ်ခဲ့ပါဘူးခု2024ရောက်တော့စစ်ကောင်စီရဲ့စစ်မှုတန်းဦးတွေတရားဝင်ပြဋ္ဌာန်းလိုက်တယ်အရာရာအားလုံးပြောင်းလဲသွားပါ မမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့်နေရတတ်မှတ်ခြင်းအမေကျော်ညာစာမှတ်29မြင်းဆောင်2024ကို1385ခုနှစ်တဘူရဲနာဇန်တရ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်ဒီကနေ့ရက်စွဲဖြစ်ထုတ်ပြန်ပါသည်အေးမိတ်ပြေဆောင်ပါ2010ပြည်နှစ်တွင်နိုင်ငံတော်အေဂျင်တာယာကြီးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်နိုင်ငံတော်တိုင်းမဖြစ်မနေစစ်မှုထမ်းရမယ်ပြည်သူ့စစ်မှုထမ်းဥပဒေကိုစတင်ကျင့်သုံးတော့မှာဖြစ်ကြောင်းစစ်ကောင်စီကမနေ့ကကြေညာလိုက်ပါတယ်2020ခုနှစ်ကစစ်ကောင်စီမှဗိုလ်ချုပ်မှုကြီးတန်းရွှေလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီးအာဏာတည်စေပြည်သူ့စစ်မှုထမ်းဥပဒေဟာနိုင်ငံထဲမှာလိုအပ်တဲ့ဥပဒေဖြစ်ပေမဲ့မျိုးသားတွေဆိုရင်တပ်ဆက်ရှင်တွေကလည်း35နှစ်မပြည့်ခင်အထိတတ်မှတ်ထားတယ်မျိုးသမီးတွေဆိုရင်တပ်ဆက်ရှင်တွေကလည်း35နှစ်ကျော်နိုင်ငံထဲမှာလိုအပ်တဲ့အပါဝင်ဆရာဝန်အင်ဂျင်နီယာစစ်မှုလက်မှတ်ပညာရှင်တွေကတော့မဟုတ်ဘူးအခြားပြည်သူတွေကလည်းဝန်ကြီးတွေဝန်ကြီးတွေအလုပ်

ျွန်တော်အသက်ကတော့34နှစ်ပါအခုလက်ရှိရှိနေတဲ့နေရာကတော့ UAE နိုင်ငံဒူဘိုင်းမြို့မှာပါအသက်က26နှစ်ပါနေနေတာကမြန်မာရဲ့အိမ်ကြီးချင်း ထိုင်းနိုင်ငံမှာနေနေပါတယ်မြန်မာနိုင်ငံသားတွေအတွက်ဒုတိယအိမ်လိုဖြစ်နေတဲ့နိုင်ငံပေါ့ကျွန်တော်ရဲ့ အိမ်အောင်ပတ်နဲ့ကျွန်တော်ကလေးလေးကိုထားပြီးနိုင်ငံခြားအလုပ်လုပ်ဖို့ထွက်လာခဲ့ရတာကျွန်တော်တို့အရန်ကိုမလွယ်ကူလာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်ချခဲ့ရတာခုလိုမျိုးနိုင်ငံခြားကိုထွက်လာခဲ့ရတာလည်းတိုင်းပြည်ရဲ့အခြေအနေကြောင့်အများကြီးပါဝင်ပါတယ်တိုင်းပြည်ကအာဏာသိမ်းခံလာရတဲ့အချိန်မှာကျွန်တော်အာဏာရှင်အောင်တော်လှန်ခဲ့တယ်အာဏာရှင်အောင်တော်လှန်ခဲ့တဲ့အတွက်လည်းမတရားဖန်ဆီးခံရပြီးတော့ငါးငါးကကြီးနဲ့ထောင်ထုံးနဲ့ချခံခဲ့ရတယ် ျွန်တော်ထောင်ထဲမှာနှစ်နှစ်နေခဲ့ရတယ်။ပြီးတော့ကျွန်တော်ပြန်လွတ်လာခဲ့တယ်။ကျွန်တော်ပြန်လွတ်လာတဲ့ချိန်မိသားစုနဲ့ပြန်ဆုံရတဲ့အတွက်ကျွန်တော်အရန်ကိုပျော်ရွှင်ခဲ့ရတယ်။ကျွန်တော်မတရားဖန်ဆီးထိမ့်သိမ်းခံရပြီးတော့ပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မိသားစုနဲ့ပြန်နေခွင့်ရတယ်။ဒါပေမဲ့အဲ့ဒီနေခွင့်ရတဲ့အချိန်လေးကတစ်နှစ်တောင်မပြည့်သေးဘူး။ကလူပြပသွားသွားတဲ့တကယ်ကြီးတယောက်နဲ့ကာကပြုတ်ပြပြီးတော့ဒီစိမှုနဲ့ကိစ္စပါညာကိုတော့ အကြိမ်စာတွေပါပြောပြတာပြောပြတော့အဲ့အချိန်မှာပဲဦးလေးကတကားဟိုခန်းတိုင်းခြေဦးလာပြောတော့ဟိုဒီလူလူရောက်ွက်တယ်မှာပေါ့တသားလာဖူကောင်းနေပေါ့တသားလာဖူကောင်းနေဆိုတော့အဲ့တော့မင်းမနာမည်ခင်းပါတယ်ပေါ့နော်အဲ့လိုသူတရင်ကြားရပါညာဘူးအဲ့ဒါနဲ့အဲ့ဒီအဲ့အဲ့လိုဖြစ်သွားတဲ့အချိန်မှာအဲ့ဒါနဲ့အော်ဘာမှအဲ့ချိန်ကျတော့နည်းနည်း short ရွာရော short ရွာပြီးတော့မှဘာလို့မှလည်းမသိမသိတဲ့အချိန်မှာအဲ့ဒါနဲ့အတီးပေါ့ ဝင်ကြီးတောင်းလို့ရတဲ့အသည့်ကိုလမ်းပြီးတော့ခိုင်လမ်းပို့ဘုံနေစာဘလိုဘလိုလောက်အောင်လဲသူတို့ကလည်းချက်ချင်းထွက်တော့ဗောနော်ဖြစ်နိုင်ရင်ဒီတစ်ပတ်တွင်းလင်းကြားတဲ့လင်းနဲ့တွားပါညာကိုတော့အဲ့ဒါနဲ့ဟိုအဲ့ချိန်မှာပဲဆုံးဖြတ်ချက်ချလိုက်တယ်ဗောအဲငါထွက်မှရတော့မယ်အေးဖီးရီ ဒီစိတ်ရှုပ်ထွေးမှုတွေတော့တူတူနေခြင်းကိုထင်ပြောပေမဲ့တကယ်တကယ်အိမ်ကနေအလိုတယောက်တည်းထွက်လာဖို့ကမဆုံးဖြတ်ရဲဘူးပေါ့နော်အမေအနာတိတ်ပြရဲ့အခါကျတော့တက်မွေးဝမ်းကြောင်းလုပ်ငန်းရာတရင်တော့ဖြစ်နေတဲ့အခါမှာမီဒီယာဖိနှိပ်မှုတွေရှိလာတော့ခေါင်းချပြီးတော့အေးစစ်စစ်အိပ်ရတဲ့ရက်ဆိုတာမရှိဘူးပေါ့နော်လမ်းထိပ်ကခွေးဟောင်းတန်းကြားရင်ကိုအခန်းထဲမှာအိတ်လို့မရပဲနဲ့ ဝန်နာကိုခိုးကြည့်ရရန်ကုန်မှာအချိန်တိုင်းတာတစ်ခုထိဆက်ပြီးနေခဲ့တယ်ပေါ့နော်ဒါပေမဲ့ channel ကကြက်ကလေးလိုမျိုးအချိန်တန်ရိုက်တက်ပြီးတော့စားခံရမယ့်ဖြစ်မျိုး မလိုချင်ဘူးဒီစိတ်ကပါပဲဆိုတော့ جماعه မိသားစုတွေ جماعه ချစ်ရတဲ့ချစ်သူကောင်းလေးလည်းလိုက်ပို့တယ်သူတို့မျက်နှာကြီးချင်း جماعه တည်တယ်ပြန်ဆုံနိုင်မှုမလွယ်တော့ဘူးဆိုတော့အကြည့်ရင်းနဲ့ သူ့ကျမကိုကြည်နေကြတာကိုကျမခံစားလို့ရတယ်ငိုခဲ့ ਉਹ ငိုကျင်စဲစိတ်လည်းမရှိဘူးကျမပြုံးပြုံးကြီးနဲ့ပဲသူ့ကိုနှုတ်ဆက်တယ်ပွေးဖက်ခဲ့တယ်တနည်းကြရင်ပြန်လာမှာဆိုတဲ့စိတ်နဲ့ပဲပေါ့အခုချိန်မှာတော့ကျွန်တော်နိုင်ငံခြားကိုရောက်နေပြီးနိုင်ငံခြားရဲ့မြို့တစ်မြို့မှာနေနေရပြီမယ်။ရန်ကုန်ကတော့အမြင်နဲ့ကျွန်တော်ရင်ထဲမှာရှိတယ်။ပဲချင်းရန်ကုန်အကြောင်းတွေ့တွေ့ ကြည်နူးစရာတွေပျော်ရွှင်စရာတွေကတော့ရှင်သေးကိုအမြဲတမ်းရောက်လာတယ်။ဒီချိန်မှာတော့မြန်မာနိုင်ငံရဲ့မြို့ပြအငွေသက်တွေကိုပြန်လဲခန်းစားမိဖို့အတိတ်ကပျော်စရာတွေဝမ်းနည်းစရာတွေကိုပြန်လဲခန်းစားမိဖို့ရန်ကုန်မြို့နဲ့ပြန်လဲဆုံကျင်ပါသေးတယ်။အကြီးကတော့လပိန်ဆိုင် ထိုင်ရတဲ့အချိန်တွေတော့လည်းအဲ့လိုပြီးရတငချင်းနဲ့ပြီးရတောက်ရတဲ့အချိန်ရန်ကုန်မြို့ပေါ်မှာရှောက်ပွေနေရတဲ့ဟာမျိုးလည်းသဘောကျတချို့ကလည်းအဲ့လိုမျိုးပြီးပါရောက်ကုန်ပြီအဲ့လိုတချို့ကလည်းရန်ကုန်ထဲမှာကြံခဲ့ရပေါ့ကျွန်တော်ရန်ကုန်ကလေးကနေပြီးတော့မထွက်လာပြီးပါပြောပြတဲ့ကားကပါလဲကွာအဲ့လိုငါတို့အသက်မတည်ခင်ပေါ့နော်ရန်ကုန်မှာပြန်ဆုံလို့ရသေးရဲ့ဟာမျိုး ရန်ကုန်တော်တော်ချစ်တယ်ရန်ကုန်သူဖြစ်ရတာလဲပြောတယ်ကျမမထွက်လာခင်အထီကိုရန်ကုန်ရန်ကုန်နဲ့မတူတော့ဘူးလीလူတွေကအာနာသိမ့်ပြီးတော့ရန်ကုန်ကပုံမှန်အတိုင်းလဲပတ်နေတယ်လို့ပြောကြတယ်ဒါပေမဲ့အဲ့ချိန်เนี่ยကျမခံစားလို့ရတယ်ကျမတို့ရန်ကုန်ကတည်နေပြီလीပုံမှန်အတိုင်းလေပတ်ချင်အောင်စောင်းနေတဲ့အခွန်ကြီးလိုပဲစုလီလမ်းမကြီးပေါ်မှာ ညတကောင်လည်းအေးဆေးဆေးလမ်းလျှောက်ပြီးပြောချင်တာရင်ထဲရှိတဲ့စကားတွေကိုလမ်းမပေါ်မှာနေပြောခဲ့ရတဲ့ရန်ကုန်မြို့မဟုတ်တော့လူငယ်တွေလူငယ်ဆိုရက်ဖြစ်တည်မှုအတိုင်းပြွယ်ပြွယ်ရွှင်ရွှင်နေခဲ့ရတဲ့ရန်ကုန်လွမ်းနေ ငိုကြွေးရအလောကကြီးမှာကြံခဲ့သူကြည်ခွဲရဖြေလို့မရရှင်ခွဲမတတ်ပေါ်กว่าနေမြစွာကြတဲ့ခါမေ့သွားမလားပြန်မသွေးဖြစ်တဲ့ခါအတိဖြစ်သောနေရင်းနေဘဝကိုဆက်ရှောက်ယုံပဲ ဖိတ်ခေါ်ပဲနေရောက်လာခေကဘာမြေထေမနှုတ်စပဲနေဟာခီဆဲပံမြောက်ခင်းလန်းຫນွေပေါ်မင်းခီဆက်ပါနောစစ်ပွဲရကြမှာမနှက်ပြများစွာမင်းနဲ့သူသေးဆုံးသွား ရှေးဆက်တော်မဲ့ဘဝရဲ့ယထာခီမဆုံးခင်မှာဒီဘူးသားမဒီလိုနောက်တခါဝကြွေးနေသူမလာပါနဲ့ကဘာမီဟာရှင်လလာပါမဲ့ချိန်မှာအရိုးလေးကိုမင်းပြန်ခဲ့ပါညီမလေး